အမှုတစ်ခုကိုကျွန်တော်ပြောပါမယ်နော်အဲ့ဒီအမှုကိုခင်ဗျားတို့မစီမံမဆောင်ရွက်ဖို့လားကျွန်တော်နာမည်တွေပါကျွန်တော်ထုတ်ပြောပါလိမ့်မယ်နော်တက်နာမည်ကတော့မိုးညင်းမျိုးကနော်ခလာယ15ပါဗျာနော်ခလာယ15အဲ့တော့ကျွန်တော်လိုက်တစ်ခုပြောမယ်ဟေ့ဆိုရှင်လေမတရားလုပ်ထားတဲ့သူတွေအနေနဲ့ရင်တထိတ်ထိတ်ပေါ့ဗျာနော်ရင်တထိတ်ထိတ်ပါခုတော့ပါလာပါပြီခုမတရားလုပ်ထားတဲ့ပုံစံမျိုးတွေတွေ့လာရပြီအဲ့တော့ခင်ဗျားတို့မိုးညင်းမျိုးခလာယ15 ဖြစ်ချင်တိုင်းဖြစ်နေတဲ့ဘုတ်ဦးကိစ္စကိုခင်ဗျားတို့ရှင်းမလားကျွန်တော်နေနေတော့အားလုံးတော်ပြည်သူတွေသိအောင်ကျွန်တော်နေနေပြောရပါလိမ့်မယ်အဲ့တော့ခါလာယ15မှာနော်အမ်ခေါ်မစို့ရှင်ဌာနခွဲဘူကြီးပေါ့သုံးခွင့်ပေါ့သုံးခွင့်ဘူကြီးကသူနဲ့တပတ်ဆင်တယ်ဆိုတော့သူ့လိုပဲသုံးခွင့်နေပွဲပေါ့ဗျာနော်သုံးခွင့်နေဘူကြီးတူဦးရဲ့ဇနီးမယားကိုနော်ဇနီးမယားကို အတူတူအရက်တူတူတောက်ပြီးတော့တဲ့နော်အရက်တူတူတောက်ပြီးတော့ရရှိဒီစားရိတ်တာထဲမှာပေါ့နော်တနည်းအားဖြင့်အဲမူးလို့ပဲနော်အရက်တူတူအရက်မူးအောင်တိုက်ပြီးတော့ကြံစီတယ်ပေါ့ဆိုလိုချင်တာကကြံစီတာလားဒါကတော့ကျွန်တော်အခုစဉ်းစားဆုံးဖြတ်တနည်းအားအခုလောဆယ်လောလောဆယ်ယူဆလို့ရတာကတော့အရက်မူးအောင်တိုက်ပြီးတော့လိန်ဆက်ဆန်လိုက်တယ်ပေါ့ဗျာနော်အဲလိန်ဆက်ဆန်လိုက်တဲ့အခါမှာအဲဘသူ့ကိုခေါ်ခိုင်းနေဆိုတဲ့အခါကျတော့ တက်ကြက်ကြီးပေါ့တက်ကြက်ကြီးနာမည်လည်းကျွန်တော်သိတဲ့နာမည်ကျွန်တော်မပြောသေးဘူးเนาะအဲအဲ့ဒီဘောကောင်းမဆိုလို့ရှိရင်လင်းရေဝုံအောင်တိုက်ပြီးတော့ဟောရေဝုံအောင်တိုက်ပြီးတော့လောက်လိုက်တဲ့ဒီပူကြီးကိုလည်းနာမည်သိတယ်ကျွန်တော်မပြောသေးဘူးเนาะဘာကြောင့်ဆိုလို့ရှိရင်လှုပ်ရှင်တာလှုပ်ဆရာရှိတာကြီးလှုပ်ပါစေဘူးပေါ့เนาะကျွန်တော်အများကြီးသိခံထားပါတယ်အဲ့တော့တက်ကြက်ကြီးသွားပြီးခေါ်လာပြီးတယ်ခေါ်လာပြီးတဲ့ခါမှာရက်တူတူတောက်ကြတယ်တောက်ကြပြီးတော့စာရိတ်သားထဲမှာပဲအာကာမ ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကြံစီလိုက်တယ်ပေါ့ကာမကြံစီလိုက်တယ်ပေါ့ကာမယူလိုက်တယ်ပေါ့နော်ကာမရယူလိုက်တယ်ပေါ့အဲရယူလိုက်တဲ့အမှုကအဲ့မှမပြီးသွားဘူးမပြီးသွားတော့ဒီအမျိုးသမီးကမကျေနပ်ဘူးမကျေနပ်တဲ့အခါမှာဒီတယင်းမှုရဲ့မိမကသွားညိတယ်အတူညိမှပြဿနာတက်အောင်တယင်းမှုကအေးအေးပါကျွန်တော်ဘယ်မှာဖြစ်ဖြစ်နော်ဟိုခင်ဗျားနိုင်ငံအကြီးအကဲတွေမှာလေ ျွန်တော်တို့ဒီအရာရှိတွေကအဲ့လောက်တိမဟုတ်ဘူးဗျအရာရှိကတော်တွေကတော်တော်ဆိုးတာသူတို့ပဲအုပ်ချုပ်နေတယ်သူတို့ကြောက်ရဲပုံစံမျိုးပြတိုင်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 မှာအဲ့လိုပဲသူတို့ကအာနာပါဝါပို့ပြတယ်အဲ့တော့အခုဒီဖြစ်ရက်ကဒီဖြစ်ရက်ကသူစမှာပဲကျွန်တော်တို့တက်တက်လုံးသိကုန်တာသူတို့သွားပြီးတော့ညှိနိုင်တာဟုတ်အဲညီမလေးရဲ့မတိုင်ပါနဲ့ပေါ့ပတ်စံငွေ330ပေးပါမယ်ဆိုတဲ့ပုံစံမျိုးသွားညှိတယ်အဲညှိတဲ့အခါမှာတော့သူညှိတဲ့အချိန်မှာကြားသွားတဲ့ရဲမီတယောက်စီကနေပြီးတော့တရင်ကဆက် ပွားပါလေပွားလဲပွားတော့မှမျိုးသမီးရဲ့ယောက်ျားကတိပါတယ်ပြီးွားတော့ဒေါသထွက်တာဟောဗျာသူသူကိုကိုပေါ့ဗျာနော်သူသူကိုသူ့မိန်းမထီးတဲ့ခါကျတော့သူ့မိန်းမကိုဒါမျိုးကြံစီလိုက်တယ်မနှိမ်လိုက်မနှိမ်ချင်းလိုက်တယ်ပေါ့ဗျာနော်ပြောရမယ်ဆိုလို့ရှိရင်တော့ဟုတ်လားဒါဒီလိုပဲပြောရမှာပေါ့အလိုမတူဘူးဆိုတော့ဒါမနှိမ်ချင်တာပဲလေနော်အာမနှိမ်ချင်လိုက်ဆိုတော့ယောက်ျားတယောက်ပဲဘယ်ခံနိုင်ရရှိလိမ့်မလဲနော်အတော်သေးတာပေါ့တနတ်တွေပါယူပြီးတော့နင်လားငါလားဆိုပြီးတော့ဟုတ်လားနင်လားငါလားသွားမပြတ်တက်လိုက်တာကံကောင်းတယ် သူဒါပေမဲ့လည်းဒီအရာရှိဒီဘိုလ်ကြီးကသူလည်းဘိုလ်ကြီးပဲဘိုလ်ကြီးကအဲဥပဒေနဲ့ရှင်းပါမယ်ဥပဒေနဲ့ရှင်းပါမယ်ဆိုပြီးတော့အထက်ကိုတိုင်ပါလေရောနော်အဲတိုင်တဲ့အခါမှာလုံးဝမတိုင်ဘူးဆိုပြီးတော့တယင်းမှုနာမည်လည်းသိတယ်တယင်းမှုကတော်နာမည်လည်းသိတယ်သူတို့နှစ်ယောက်ကနေပြီးတော့ဖျားပေးပါလေမတိုင်နဲ့ပေါ့နော်လုံးဝမတိုင်ပါနဲ့တိုင်လို့ရှိရင်ဘာဖြစ်မှညာဖြစ်မှာပေါ့ဗျာနော်အဲ ဒါလည်းမဟုတ်သေးဘူးเนาะနောက်ထပ်ဘသူတွေကပါထပ်ပြီးဖြစ်တက်ဆွယ်မှုလို့ခေါ်တာပေါ့ကျွန်တော်တို့ဒီအမြောက်တက်ကအမြောက်တက်ကဘုံဘူးကလည်းသူတို့ကိုခေါ်တွေ့ပြီးတော့မတိုင်မို့ဆိုပြီးတော့ပြောပါလေတဲ့။အော်မပြီးသေးဘူးဗျ။အော်ဘုံမဥရဖာရနဲ့ဒုတိုင်မှုကိုယ်တိုင်ဆင်းလာ။တိုင်မှုတွေကတော့ဘယ်တော့မှဆင်းမလာဘူးเนาะ။အေယာရီမားဒီလိုပဲတိုင်မှုတွေကဒုတိုင်မှုနဲ့လှုပ်လှထားပြီးတော့တဲ့။အဲဒီလိုပဲဒီနာမခအာဘုံမဆိုတော့အမ်မဘာခါမှာပေါ့ဗျာ။အဲသူတို့ကလည်းဒုတိုင်မှုကဆင်းလာတယ်။ ဆင်းလာပြီးတော့မတိုင်ဖို့ပေါ့နော် PRP ပြောဆိုတယ်ပေါ့နော်အဲတိုင်မယ်ဆိုလို့ရှိရင်ခုဆိုလို့ရှိရင်ဘယ်လိုစီစဉ်လိုက်လဲဆိုတော့ဟိုပုဂ္ဂိုလ်ကတော့ခွင့်မလုပ်ဘူးနော်ဘူကြီးကတော့ခွင့်မလုပ်ဘူးသူမိမကိုဒါမျိုးမရင်းချင်းလိုက်တဲ့ဟာကိုမချင်းမရင်းချင်းလိုက်ခြင်းကိုလုံးဝခွင့်မလုပ်ပါဘူးခွင့်မလုပ်တဲ့အတွက်ကြောင့်မလို့ဘသူတွေဘာပြောပြောတိုင်မယ်တိုင်ပါလေအဲတိုင်လိုက်တဲ့အခါမှာတော့အဲ့ဒီဘူကြီးကဘယ်ဘွားရောက်သွားလဲဆိုတော့ချက်ချင်းလန်ငယ်ရှေ့တန်းကိုပို့ပလိုက်ပါလား နော်တတ်ထဲမှာလုံးဝမထားတော့ဘူးမင်းရှေ့တန်းသွားတော့ဟုတ်ပြီအမှုရင်ဆိုင်နေရတော့မရင်းချင်းခံလိုက်ရတော့ဗိုလ်ကြီးရဲ့မိမကတော့တက်ပြင်မှာပြီးနေခိုင်းလိုက်ပါပြီတက်ပြင်မှာနေခိုင်းလိုက်ပြီးတော့တိုင်လာတိုင်ချက်ကလည်းပြီးသွားပြီနော်တိုင်ချက်ကတိုင်လာပြီးသွားပြီတိုင်တဲ့ခါမှာတရခံဖြစ်တော့ဗိုလ်ကြီးကျွန်တော်ဒီဌာနခွဲဗိုလ်ကြီးကတော့တက်မှာရှိနေပါလေဖမ်းချုပ်ထားတယ်ဆိုပြီးတရခံအောင်တရခံလို့မထားဘင်းနဲ့ နော်အရာရှိရိုက်တာမှာသူ့မိမနဲ့အေးအေးဆေးဆေးပဲထားပါလေတဲ့နော်အဲ့တော့ဒီတိုင်ချက်တွေအားလုံးကိုအခုကြားနာစစ်ဆေးနေတယ်အဲ့တော့ကြားနာစစ်ဆေးတဲ့အခါမှာကြားနာစစ်ဆေးတဲ့အခါမှာဒီပေါ့ဘူကြီးကသူ့ရဲ့ထွက်ဆိုချက်တွေကိုအတည့်ရလို့ပေါ့တည့်ရလို့ဘူကြီးကအခုရှေ့တန်းရောက်နေတဲ့ကြောင့်မဟုတ်လို့ထွက်ဆိုချက်မှန်သမျှကိုရှေ့အဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့သူတို့စိတ်แท้ချက်စိတ်แท้ကပါနော် စီမံတယ်လို့လှုပ်ဖို့ကြံစီနေတဲ့အတိုင်းအတာရှိပြီးတော့ဒီပေါ့မရင်းချင်းလိုက်တော့ဘူကြီးကနော်ဟိုဒီပြောမရင်းချင်းလည်းပြောလို့မရဘူးဗျာကာမလိန်လေပြီးယူလိုက်တဲ့နော်ဘူကြီးကအဲဘူကြီးကအခုခုရင်ဆိုင်နေရတယ်နော်အဲ့တော့ဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့ဟိုပေါ့ပေါ့ပြပြနဲ့လောက်လိုက်လို့ရှိရင်တော့တရားခံကတော့လွတ်သွားမှာဗျာဒီတရားခံကိုကျွန်တော်တို့ကဆက်လက်လေ့လာကြည့်တဲ့အခါမှာအတရားခံကလည်းနေတော့အကောင်မဟုတ်ပဲ နော်တရားခံရတဲ့နော်ကောင်မို့ဘုသူ့ရဲ့သားဖြစ်နေတဲ့ဆိုတဲ့ခါကြတော့နော်အာသူကရဲချုပ်ဟောင်းတယ်နော်ဘူချုပ်တန်းလိုင်ရဲ့တမတ်ဖြစ်နေတယ်တဲ့ဟောအဲ့တော့ယာရုကလည်းကြီးတယ်ငွေရလည်းရှိပုံရပါတယ်နော်အဲ့တော့ဒီပြဿနာကအခုဖြစ်နေတယ်ခင်ဗျားတို့မယုံလို့ရှိရင်အဲ့တက်မှာစုံစမ်းမှာဖြစ်ရတယ်ဒီသတင်းကိုကျွန်တော်စာပြီးရတဲ့အချိန်မှာအဲကျွန်တော်တော့မှပဲပြောရမှာ ပုဂ္ဂိုလ်ပြန်စဉ်းစားရတယ်ငါလူတွေအမုန်းခံနိုင်လားနော်ဟုတ်ပြီအမှန်တရားတော့ငါအမုန်းခံဖို့လည်းဝင်မလေဘူးခင်ဗျားတို့ချစ်ချင်းမုန်းခြင်းပေါ်မှာကျွန်တော်စိတ်ဝင်စားတာမဟုတ်ဘူးကျွန်တော်အလုပ်ကကြုတ်ပြောပြရပဲဒီနီပိန်းဒေါ်လာရေးမှလည်းခင်ဗျားတို့ဒီအစိမ့်နေနော်ဒီမျိုးသားသမားတွေနဲ့ကြုတ်ရက်တီတာကခင်ဗျားတို့နဲ့ပတ်သက်ချင်လို့မဟုတ်ဘူးမတရားတာမြင်လို့ခင်ဗျားတို့ဘက်ကရက်တီတာဖြစ်တယ်လို့တက်မလို့နဲ့ရက်တီတာလည်းဒီလိုမျိုးမတရားမှုကိုမြင်လို့ရက်တီတာဖြစ်တယ်အခုလည်းတက်မလို့မှလည်းမတရားမှုရှိနေများကာလာပတ်လို့ကျွန်တော်တိုက်ပွဲလို့ဖြစ်တယ် ခုဒီတိုက်ပွဲမှာလည်းကျွန်တော်ချက်ချင်းမုန်းညင်းတွေကိုကျွန်တော်ကူးဆိုင်နေမှာမဟုတ်ပါဘူးခုပြောရချင်တော့ခုကျွန်တော်ပြောပြပြီးသားပြီအဲ့တော့သူ့ရဲ့သားသူ့ရဲ့သမတ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့အဲတတော်လေးကိုဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒီသတင်းရရှိတဲ့အချိန်မှာကျွန်တော်ဒီပြူဝေလျှောက်ကြိုးစားတယ်ဒီပြူကြိုးစားတော့လည်းပဲအဲတက်အချိန်နဲ့အချိန်နဲ့အချိန်နဲ့အားလုံးကိုကျွန်တော်လိုက်စုံစမ်းကြည့်ပါသေးတယ်တတော်ကြီးကိုတေချာကျွန်တော်ဘက်ကတေချာလောက်ပြီးလောက်ပြောလို့ရလောက်တဲ့အချိန်လေးနှိပါတိရောက်မှာကျွန်တော်အနေနဲ့ဒီလိုသတင်းလေးကိုကျွန်တော်ပြောပါတယ်အဲ့တော့ ဒီကိစ္စဟာဆက်လက်ဆုံးခဲ့တဲ့အခါမှာလုံးဝသတင်းဖုံးလာတာတွေသွားတွေ့ရတယ်နော်သတင်းဖုံးလာတာတွေအဲ့တော့ဒီကိစ္စကိုခင်ဗျားတို့အဲကျူးလွန်ခံရသူဒီလင်မယားနှစ်ယောက်ဘက်ကမမမမရက်တီပေးဖို့တော့ကျွန်တော်တို့မှတာဝန်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရက်တီပါတယ်သိရှိစေအောင်လဲတိုင်းသိပြည်သိတော့ပြောပါပြီဗျာနော်အဲ့တော့အဲ့ဒါကြောင့်မလို့အာကျွန်တော်တို့ဒီ ဒီကိစ္စကိုတည်တည်ချာချာလေ့လာပေးပါမျိုးဟိုအနိုင်ကျင့်ခံဒီလင်းများနေရောက်ကမျက်နှာဝဲဖြစ်ပြီးအနိုင်ကျင့်ခံပြီးတော့အာနာတွေပါဝါတွေနဲ့ဝိုင်းပြီးတော့ဖိနေတဲ့ကြောင့်အမျိုးသမီးလေးခင်ဗျာမအခုတိတ်မကြခင်မှာပေါ့နော်အဲစစ်ချက်တွေထပ်ယူမှာကောင်မလေးကတော့အခုတက်ပြင်မှာနေနေရပါပြီနော်အမျိုးသားကတော့ရှည်တန်းထွက်နေရတယ်နောက်မှကြံခဲ့တဲ့ဒီတရားခံကတော့တက်ထဲမှာအေးအေးဆေးဆေးပဲအမှုစစ်အမှုအမှုတွေတဲ့ဒီတရားခံနဲ့တော့မတူပါဘူးနော် အေးစစ်နေနေရတဲ့ပုံစံမျိုးတွေတည်းရှိနေပြီအဲ့တော့ခင်ဗျားတို့ဒီကိစ္စကိုဘလို့ဆောင်ရွက်မှာလဲကျွန်တော်ကတော့ညှော်လင့်နေကျွန်တော်တို့လူမျိုးနှလုံးသားရှိတော့စစ်ဘုတ်ချုပ်တွေအမှန်တရားကိုချစ်တော့စစ်တီတွေကျွန်တော်တို့ညှော်လင့်ပါတယ်နော်အဲ့တော့ကျွန်တော်တို့လည်းကျွန်တော်တို့တော့မှဒါမျိုးနေပြောရင်ခင်ဗျားတို့စစ်သားချင်းတွေတည်းပို့ပြီးတော့ဂိမ်းဆိုင်တင်ဘူးလားဟုတ်ဗျာနော်ဟုတ်ပါပြီကဲဟုတ်ပြီအဲ့တော့တိတ်ကောင်းပါလေကြော်ဝင်းနဲ့လေးစားပါခြင်းကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်ပြီ